ဒီမိမမှာရွှေသားနဲ့ပြုတ်လုထားတဲ့လက်တစ်ဖက်ရှိပါတယ်။ဒီနေ့တော်ထဲမှာတစ်ပင်ခုတ်နေတော့တစ်ပင်တပင်ကဒူးမရဲ့လက်ပေါ်ကိုလဲကျလာပါတယ်။ဒူးမရဲ့အမျိုးသားကတစ်ပင်ကိုဖယ်ရှားဖို့အပြင်းထန်ကြိုးစားခဲ့ပေမဲ့မဖယ်ရှားနိုင်ခဲ့ပါဘူး။ဒါကြောင့်သူကဒူးမရဲ့အသက်ကိုကယ်ဖို့အတွက်ပုစိန်နဲ့လက်ကိုဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီဖြစ်ရဲ့နောက်ပိုင်းမှာဒူးမဟာဖျက်ထားတဲ့လက်ကိုမြင်တိုင်းဝမ်းနည်းနေရတယ်ဒီလိုမြင်ရတော့ဒူးမရဲ့ခင်ပွန်းကဒူးမအတွက်လက်တုတစ်ဖက်ကိုဒီဇိုင်းထုတ်ပေးပါတယ်ဒါပေမဲ့ဒူးမကအဲ့ဒီလက်ကိုရွှေနဲ့လုပ်စေခြင်း င်တယ်။ဒါကြောင့်ရဲ့အနှဲငယ်ကြတော့ခင်ပွန်းဖြစ်သူကဒူးမအတွက်ရွှေလက်တစ်ဖက်ကိုပြုတ်လုပေးတယ်။ဒါပေမဲ့ဒီရွှေလက်ကြောင့်ဒူးမရဲ့ခန္ဓာကိုယ်မှာရောဂါကူးစက်မှုတွေဖြစ်လာပြီးရဲ့အနှဲငယ်ကြမှာဒူးမသေဆုံးသွားခဲ့ပါတယ်။ရွှေလက်နဲ့အတူဒူးမရဲ့ခန္ဓာကိုယ်ကိုမြုပ်နှံပေးဖို့ဒူးမမသေးခင်ခင်ပွန်းဖြစ်သူစီမှာကတိတောင်းခံခဲ့ပြီးခင်ပွန်းဖြစ်သူကလည်းကတိတိုင်းလုပ်ပေးတယ်။နှစ်အနှဲငယ်ကြတဲ့အချိန်မှာခင်ပွန်းဖြစ်သူဟာအလွန်ဆင်းရဲသွားပြီးအသက်ရှင်ရည်တည်ဖို့အတွက်ငွေလိုအပ်လာပါတယ်။ဒါနဲ့သူဟာသူ့ဇနီးရဲ့ကူစီသွားပြီးမြေကြီးကိုစတင် င်တူးတယ်သူကရွှေလက်ကိုထုတ်ယူလိုက်တဲ့အခါသူ့ဇနီးရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာတယ်ဒါပေမဲ့သူကဂယုမဆိုင်ပဲအဲ့ဒီရွှေလက်ကိုအိမ်ပြန်ယူသွားတယ်အဲ့ဒီနောက်မှာပဲသူ့ဇနီးကသူ့ရဲ့ရွှေလက်ကိုပြန်လာယူတယ်ကျောင်းလန့်တကြားနဲ့ရွှေလက်ကိုသူ့ဇနီးစီပြန်ပေးလိုက်တယ်ဒါပေမဲ့သူ့ဇနီးကလက်ကိုရပြီးမကြခင်မှာပဲသူ့ကိုတပ်ဖြစ်လိုက်ပါတော့တယ်